နေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုဦးနောင်တော်လေးစီစီပြန်ဆက်လာပါနိုင်ငံတော်နဲ့ကျမတော်ကြီးငင်းချမ်းရေးလုပ်ငန်းစဉ်များကိုလက်ခံယုံကြည်သည့် PPL KNDF PNL ကိုကရင်နီအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစုနဲ့ PDF အဖွဲ့ဝင်30ဦးလက်နက်ခဲယမ်းများနဲ့ဒုဥရေပေါင်းတွင်ဝင်ရောက်လာပါတယ်။အဒီသတင်းကိုနေ့လယ်ပိုင်းကတမတော်သားရဲ့ Telegram Channel တွေမှာပေါ်ပြနေတာလည်းတွေ့ရပါတယ်။ ဒီကနေ့ညပိုင်းမှာသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်လာတာမျိုးဖြစ်ပါတယ်။နိုင်ငံတော်အစိုးရသည် PDF အပါအဝင်ဖွဲ့စည်းမျိုးမျိုးအမြေခံ၍လက်နက်ကင်စန့်ကြံလျက်ရှိသည့်ဖွဲ့စည်းများတွင်ရောက်ရှိနေသည့်သူများအားဥပဒေပေါင်းအတွင်းသို့ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ဥပဒေပေါင်းအတွင်းသို့ပြန်ရောက်ပြန်လည်ဝင်ရောက်လာကြသူများကိုလည်းလူအပ်သည့်ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးလျက်ရှိရာနိုင်ငံတော်နှင့်တက်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုနားလည်သဘောပေါက်လာသည့် DBLE KNDF, PNLO, KNY မြို့သားလွတ်မြောက်ရေးတပ်ပေါင်းစုနဲ့ PDF အမေရိကန်အဖွဲ့မှအဖွဲ့ဝင်30ဦးတို့လက်နက်ကဲရဲများနဲ့အတူယနေ့ဥပဒေပေါင်းတွင်တို့ထပ်မံဝင်ရောက်လာတယ်။ဥပဒေပေါင်းတွင်တို့ဝင်ရောက်လာကြသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှအဖွဲ့ဝင်များနဲ့ PDF အမေရိကန်အဖွဲ့များမှအဖွဲ့ဝင်များသည်အတင်းအဓမ္မသူဆောင်ခံကြရခြင်းအတန်းဖတ်အဖွဲ့များ၏အကျိုးစီးပွားအတွက်အပြည့်မဲ့ပြည်သူများနဲ့ နိုင်ငံဝန်ထမ်းများအားချင်းချောက်ဖန်စီတက်ပြတ်ခြင်းစီရေးပြမမဟုတ်သည့်အခြေခံအဆောက်အအုံများလမ်းတံတားများကိုမိုင်းတောင်ပေါက်ခွဲပြစီခြင်းစသည့်အကြမ်းဖက်လုပ်ရများကိုလက်မခံနိုင်တော့ခြင်း၎င်းအဖွဲ့များအတွင်း၌ပင်လူမျိုးရေးကွဲခြားဆက်ဆံမှုနှင့်အစဉ်တန်းခွဲခြား၍ချင်းချင်းပူကြနှိပ်စက်တက်ပြတ်ခြင်းအာရမမှုများကျူးလွန်ခြင်းအနေအဆအစင်ရွေပင်မဆင်းရဲစွာနေထိုင်ကြရခြင်းနှင့် တမရော်ဤတိုက်စစ်ကိုခုခံနိုင်တော်ခြင်းမရှိပဲစိတ်သက်သာဆင်းလာခြင်းတို့အပြင်နိုင်ငံတော်နှင့်တမရော်ဤငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုယုံကြည်လက်ခံပြီးဥပဒေပေါင်းတွင်ငြိမ်းချမ်းစွာနေထိုင်၍၎င်းတို့ကြောင့်နှင်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့်နိုင်ငံတော်နှင့်ပြည်သူလူထုအတွက်ပြန်လည်ကြိုးပြုလိုခြင်းတို့ကြောင့်လက်နက်ကင်လမ်းစဉ်ရနကိုင်းလမ်းစဉ်အားဆွန့်လို့၍ဥပဒေပေါင်းအတွင်းပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း DDLA အဖွဲ့ဝင်က12ဦး KNDF အဖွဲ့ဝင်က2ဦး PNLO အဖွဲ့ဝင်က4ဦး KNDI မြို့သားလွတ်မြောက်ရေးတပ်ပေါင်းစုအဖွဲ့ဝင်က2ဦး PDF မြေကန်အဖွဲ့ဝင်12ဦးစုစုပေါင်း30ဦးပေါ့ဗျာအဲ့ဒီမှာရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့တိုင်းမှုကမှစကားပြောကြပြီးတော့တာဝန်ရှိသူများကနယ်မြေတည်ငြိမ်ရေးကြံရေးတရားဥပဒေစိုးမိုးရေးဆိုင်ရာပုံမှန်များနဲ့ပတ်သက်ပြီးတော့အသိပညာပေးရှင်းလင်းပြောကြားတယ်ဥပဒေပေါင်းတွင်ပြန်လည်ဝင်ရောက်လာခဲ့ကြတဲ့သူတွေကို ၎င်းတို့နဲ့အတူပါရှိလာတဲ့ AK47 တလက် M22 တုံးလက်ခဲရန်နဲ့ဆက်ဆက်ပစ္စည်းများကိုလွှဲပြောင်းအပ်နိုင်ရာဒီနယ်ဝန်ကြီးချုပ်နဲ့တိုင်းမှုတို့ကလက်ခံရယူတယ်လက်ခံရယူပြီးတဲ့အခါမှာတမီးနယ်ဝန်ကြီးချုပ်နဲ့တိုင်းမှုကလက်နက်ခဲရန်များနဲ့အတူဥရိပေါင်းတွင်ဝင်ရောက်လာတဲ့သူတွေကိုဂုံပြုစုငွေများပေးအပ်တယ်ခံဝန်ကလေးလက်မှတ်ရေးထိုးစေပြီးတော့မိဘအုပ်ထင်းသူလက်ထက်ကိုပြန်လည်တွဲအပ်ပေးတယ်ပေါ့ဗျာ အဲဒီလိုအခြေအနေမျိုးပေါ့ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ကပြန်ပြီးတော့သင်ကျင်သုံးသပ်ရမှာကတော့ဒီအကြံဖတ်လက်နက်ကံအဖွဲ့တွေထဲမှာဥပမာပေါ့ဗျာကရင်များတဲ့အဖွဲ့ထဲမှာဆိုရင်လည်းကရင်ကဗမာဟိုနိုင်ကျင့်ပေါ့ဗျာ KND ကကရင်ဒီရတဲ့နေရာမှာဆိုရင်လည်းဗမာလူငယ်တွေကနိုင်ကျင့်ခံရသော်ကားခံရပေါ့ဥပမာအပြင်ဒီကရင်တို့ KND တို့ကရင်ဒီတို့ဆိုတဲ့လက်နက်ကံအဖွဲ့တွေဟာအဲကျွန်တော်ဘာသာရေးဟို ီဘာဆော်ကားပြီးတော့ပြောတာမဟုတ်ပါဘူးခရစ်ယာန်တွေအများစုဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာဝင်တွေဆိုရင်ဒါလူမျိုးရေးဘာသာရေးပြဿနာဖန်တီးကျင်တာမျိုးတွေကွဲခြားဆက်ဆံတာမျိုးတွေပေါ့ဗျာနော်လူငယ်တွေအနေနဲ့ဒါမျိုးတွေကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အခြေအနေမျိုးတွေအသိရှိ နားလည်သွားတဲ့အခြေအနေမျိုးတွေပေါ့အဲတချို့တွေမှာဒီဥပဒေပေါင်းတွင်းကိုဝင်ရောက်ဖို့ရမှာအဆင်ပြေချုံးမွေးပါမလားဆိုတဲ့တန်တရားတွေလည်းရှိကောင်းရှိမှာပေါ့ဗျာဒီသတင်းထုတ်ပြန်ချက်တွေမှာကြည့်လိုက်ခြင်းပဲအဲကျိုးစုလက်ခံတဲ့ တက်မတော့တာဝန်ရှိသူများအနေနဲ့ကဒီဥပဒေပေါင်းလဲဝင်ရောက်လာတဲ့သူတွေရဲ့မျက်နှာတွေကိုထုတ်ဖော်မပြဘူးမိသားစုဝင်တွေရဲ့ပုံတွေကိုထုတ်ဖော်မပြဘူးဒါကပါလဲဆိုတော့သူတို့ရဲ့လုံခြုံမှုအတွက်ပေါ့ဗျာနော်သူတို့ရဲ့လုံခြုံမှုကိုအကာအကွယ်ဖြစ်အောင်ဒီလိုမျိုးထုတ်ပြန်တယ်ဥပဒေပေါင်းတွေဝင်ရောက်နေကြပြီဆိုတော့ကိုလည်းအများပြည်သူသိရှိအောင်ထုတ်ပြန်ကြတယ်သို့တော့တစ်ဖက်ကသူတို့ရဲ့လုံခြုံရေးအတွက်ကိုလည်းပြန်ပြီးထောက်ထားပြီးတော့သူတို့ရဲ့မျက်နှာတွေကိုဖုံးကွယ်ပေးထားတယ်ဒါကစိတ်ဖြစ်တယ်ဆိုတဲ့အခြေအနေတစ်ခုကို PDF ဖွဲ့ထဲမှာရှိနေတဲ့လူငယ်တွေတွေ့မြင်ကြရလိမ့်မယ်ဒီကိုမိုင်းဝေရဲ့ channel မှာဆိုရင်ရေးသားထားတာလေးတခုကဒီ PDF လူငယ်တယောက်ကဒီဥပေပေါင်းတွဲဝင်ကျင်တဲ့အကြောင်းဆက်သွယ်လာတဲ့အတွက်ကြောင့်သူ့ကိုတွားပြီးတော့ကယ်ထုတ်ဖို့ပေါ့ဗျာနော်သူ့ကိုတွားပြီးကယ်ထုတ်ဖို့ယူသားတဲ့အခါမှာတမရော်သားရင်းအနေနဲ့ကလည်းဒါမျှပြီးတော့ပဲခေါ်တာလားဒီလိုတန်တရားကလည်းရှိရတာပေါ့ဒီလိုတန်တရားရှိတဲ့အခါမှာဒီကောင်ဒီဘက်ကမျှခေါ်တဲ့ပုံစံမျိုးဖြစ်ခြင်းလဲထိတ်တိုက်ရင်ဆိုင်ပြီးတော့ ်ကယ်ထုတ်မယ်ပေါ့ဗျာအဲဒီလိုမျိုးသွားတဲ့အခါမှာအမှန်တကယ်ဥပဒေပေါင်းအတွင်းကိုဝင်ကျင်တာသူ့အနေနဲ့သွားရေးလာရေးကက်ကက်ရှိတဲ့အတွက်ကြောင့်တပ်မတော်ကိုဂူကြီးတောင်းတာတပ်မတော်သားတွေကိုဂူကြီးတောင်းတာဒီထိတ်တိုက်တွေးပြီးဆိုတဲ့အခါမှာလက်နက်ကြာဒူးထောက်ပြီးတော့အញ្ញံခံပြီးတော့ဥပဒေပေါင်းအတွင်းဝင်ရောက်တယ်ပေါ့ဗျာနော်အဲရရဲဝုံဆက်သွဲပါမိမိတို့ဘက်ကမှန်ကန်မှုရှိဖို့ပဲလိုအပ်ပါတယ်ပေါ့ဗျာနော်ဒီနေရာမှာဖြည့်စွက်ပြောချင်တာကတော့ ဆိုတော့နောက်ထပ်လည်းကျွန်တော်တို့ကြောင်မဲမြို့အခြေအနေနဲ့ပတ်သက်ရင်ကြောင်မဲမြို့ကလည်းနောင်ချုံမြို့ကဲ့သို့ပဲဒီပြန်လဲထူထောင်ရေးလုပ်ငန်းတွေကို NIRI ဆောင်ရွက်နေတာမျိုးကိုတွေ့ကြရမှာဖြစ်ပါတယ်။အဒီကနေ့သတင်းထုတ်ပြန်ချက်မှဆိုရင်တော့လုံခြုံရေးတပ်ဖွဲ့ဝင်များကကြောင်မဲမြို့အမှတ်တခြေခံပညာထက်တန်းကျောင်း၌တန်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ဒေသခံတိုင်းရင်းသားပြည်သူများအတွက်စံစီနှင့်စားတောက်ကုန်များထပ်မံရောက်ရှိကြပြီးတော့သတင်းထုတ်ပြန်ထားတာမျိုးရှိပါတယ်။ ဲ့ဒါကကျွန်တော်တို့ဒီရပိုင်းအတွင်းမှာပဲတောင်မဲမြို့မှာခြေကုပ်ယူနေတဲ့ခြေကုပ်ယူပြီးတော့အကြမ်းဖက်လှုပ်ရှားမှုတွေလုပ်နေတဲ့ DNL PDF အကြမ်းဖက်ဖွဲ့တွေကိုဆင်ထုတ်နိုင်ခဲ့တယ်အဲအကြမ်းဖက်ဖွဲ့တွေမရှိတော့ဘူးဆိုတာနဲ့အချိန်နဲ့တပြေးညီတော့ကနေဒီပြန်လဲထူထောင်ရေးလုပ်ငန်းလှုပ်ဆောင်မဲ့အဖွဲ့တွေလိုက်ပါသွားကြတယ်အဲ့ဒါအားတိုင်းဆောင်ရွက်နေတယ်ပေါ့ဗျာနော်။ဒါနောက်ကျုံမျိုးမှလည်းဒီလိုမျိုးဆောင်ရွက်ခဲ့တာကိုမြင်တွေ့ခဲ့ကြပြီးပြီ ဒီကနေ့တက်မတော်သားတွေဆိုရင်သာသင်ကျောင်းဝိုင်းအတွင်းမှာရှင်းလင်းရေးဆောင်ရွက်နေကြရတယ်အစည်းအုံစည်းကမ်းတွေမှာဆိုရင်လည်းဒေသခံပြည်သူတွေပါဝိုင်းဝန်းကူညီဆောင်ရွက်နေတဲ့အနေအထားမျိုးတွေတွေ့မြင်ရတယ်အဲဒေသခံပြည်သူတွေရဲ့စားရေးရိက္ခာအတွက်လည်းဒီစားသောက်ကုန်တွေပို့ဆောင်ပေးနေတာကိုမြင်တွေ့ကြရမှာဖြစ်ပါတယ်ဒါကတော့ကြောင်မဲမျိုးအခြေအနေပါအလားတူပဲအဲ့ဒီလိုဒါကအကျန့်ဖတ်သမားတွေရဲ့လက်အောက်မှာ ရောက်ရှိနေတဲ့ဒေသခံပြည်သူတွေပေါ့ဗျာနော်အကြံဖတ်ဘေးရန်တွေကင်းရှင်းအောင်တမတော်ကအကြံဖတ်နေနေဆောင်ရွက်ပေးရတယ်အကြံဖတ်သမားတွေမရှိတော့ဘူးဆိုတဲ့အခါမျိုးမှာလည်းဒေသခံပြည်သူတွေရဲ့စာဝတ်နေရေးကအစပြင်ပြချောမှုရအောင်ပြုပန်းဆောင်ရွက်ပေးတယ်ပေါ့ဗျာနော်ဒါတမတော်ရဲ့ဆောင်ရွက်ချက်ပေါ့အဲကျွန်တော်တို့ကဒီလိုမျိုးတည်ငြိမ်အေးချမ်းမှုကိမ့်မဲ့နေတဲ့နေရာမှာ ဒေသခံပြည်သူလူထုရဲ့အကျိုးကိုတာဝန်ရှိသူတွေတမတော်သားတွေအားကျုံမှန်တဲ့ဆောင်ရွက်ပေးနေတာကိုမြင်ရတော့ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်။အဲ့တော့ကျွန်တော်တို့တည်ငြိမ်အေဂျင့်နဲ့အကြံဖတ်ပေးရနေရမရှိတဲ့ရန်ကုန်မြို့လိုနေရာမျိုးမှာကြတော့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိပဲအတိဒုက္ခရောက်အောင် လုပ်နေသလားတာဝန်နဲ့လုံပိုင်ခွင့်ကို အပြည့်အဝသုံးချပြီးတော့ပေါ့ဗျာနော်။လူကြီးကခိုင်းလို့လူကြီးကခိုင်းလို့ဆိုပြီးတော့ ပြူးဖြတ်တယ်လို့ဖြတ်ပြီးတော့အပြည်သူလူထုအိုမဲအိမ်မဲအခြေအနေမဲဖြစ်အောင်လုပ်နေတဲ့အခြေအနေမျိုးတွေကိုလည်းတွေ့မြင်ရတယ်ပေါ့ဗျာအမနိကတုံးကဆိုရင်ကျွန်တော်ကိုတောင်တကုံ53ရက်ကွက်ပကံလန်းနဲ့နှင်းစီမြိုင်လမ်းတောင်မှာရှိတဲ့တံမြန်သူလုပ်ငန်းစုအတင်းမိုင်မြေကွက်မှာလာစဉ်ကြီးနှင်းစဉ်ကြီးပြပြီးနေထိုင်တဲ့သူတွေကိုနှင်းထုတ်တယ်ပေါ့ဗျာမောင်းထုတ်တယ်ပေါ့အဲမောင်းထုတ်တယ်ဆိုတဲ့အခါမှာလည်းဒီမှာနေတဲ့လူတွေဒီ ကာလရှည်ကြနေခဲ့တဲ့သူတွေဖြစ်တယ်ကလေးတွေအကြောင်းကိစ္စတွေရှိတယ်အဲ့တော့တို့ကယာယီအားဖြင့်ဆိုင်းငံ့ပေးဖို့ပေါ့ဗျာဒီလိုမျိုးတင်ပြကြတာမျိုးရှိပါတယ်အတွတော့ဒီနေ့မနက်ကြားသိရတဲ့သတင်းအရတော့တောင်ရှိသူတွေကဒီကနေ့မနက်ပိုင်းမှာပဲစပြီးတော့ဖြက်စီးလိုက်ကြပြီဒီနောက်မှာနေထိုင်ခွင့်မပြုတော့ဘူးပေါ့ဗျာအဲ့တော့ဒါနဲ့ဆက်ဆက်ပြီးတော့မနေ့ကကျွန်တော်တို့ကိုဆက်သွယ်လာတဲ့အခါမျိုးမှာခင်ဗျားတို့ကလည်းကာယကရှင်တွေကိုယ်တိုင်ကရုပ်တံတွေကြီးရိုက်ပို့ပြီးတော့ ော်အတနာခံတင်ပြရင်တော့ပို့ပြီးတော့တင့်လျော်တာပေါ့ဗျာဆိုတော့သူတို့ကလည်းရုပ်တံရိုက်ဖို့ရမှာအတွေ့အကြုံလည်းမရှိကြောက်လည်းကြောက်တဲ့သဘောမျိုးပေါ့ဗျာနော်ဒီတော်ဝင်ရှိသူတွေကလာပြီးဒုက္ခပြီးမှမျိုးကိုကြောက်တာပေါ့ဒီသူကတော့အဲ့တော့သူတို့စီကတနာခံစာကိုပေးပို့လာတဲ့အခါမှာဒါနိုင်ငံတော်အကြီးအကဲတွေကိုလည်းပေးပို့ထားတယ်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုလည်းပေးပို့ထားတယ်အဲ့ဒီပေးပို့ထားတဲ့စာအတိုင်းကိုပဲကျွန်တော်ဆွေးနွေးတင်ပြသွားပါမယ်အကြောင်းအရာမှာအတနာခံတင်ပြခြင်းဆိုတဲ့ကောင်းစဉ်နဲ့ ဒဂုံမြို့တည်တောင်ပိုင်းမြို့နယ်အမှတ်53ရပ်ကွက်ပကံလန်းနဲ့နင်းစီမြိုင်လမ်းတောက်ရှိတံမြန်သူလုပ်ငန်းစုအတင်းမှိုင်မြေကွက်တွင်လှစင်ကြီးနှစ်စင်ကြီးအားသတ်မှတ်ချက်များနှင့်အညီပြည်တွင်၍နှစ်ပေါင်း30ကျော်မိခုနေထိုင်ခဲ့ပါသည်နိုင်ငံဝန်ထမ်းအငိမ့်စားပင်စင်စားမိအိုပအိုအိမ်တော်စုပေါင်းအင်ဂျီ40ကျော်တို့မှလက်ဆက်ပြထိတ်မှမူ၍လူတီစွာဖြင့်တနာခံတင်ပြလျှောက်ထားအပ်ပါသည် အထက်ဖော်ပြပါ တံမြန်သူလုပ်ငန်းစုအတင်းတွင်နေထိုင်လျက်ရှိကြသောမိသားစုဝင်များသည်ယနေ့တိလဆင်ခြင်းများမပြတ်မကွက်ပြီးနေထိုင်ခဲ့ကြပြီးခေတ်ဆက်ဆံနိုင်ငံရေးကင်းရှင်းပြီးယူသားစွာနေထိုင်ခဲ့ကြသောဝန်ထမ်းမိသားစုများပင်စင်စားမိဥဖောက်ဥများဖြစ်ကြပြီးမိကိုသားသမီးများမှလည်းခြေကံပညာရေးမှစ၍တက္ကသိုလ်အဆင့်ထိပညာသင်ကြားဆဲကျောင်းသားကျောင်းသူများဖြစ်ကြသည့်အပြင်ယခုကဲ့သို့အတင်းအာရမအမြန် ဖယ်ရှားရွှေပြောင်းရန်ကိစ္စရမှာလဲမိမိတို့မိသားစုများအတွက်ပုံဝင်တော့ကများစွာဖြစ်ပေါ်၍တည်တံကဲ့သို့ပြင်းထန်သောအမိန့်ညွှန်ကြားချက်ဖြစ်နေပါသည်သူဖြစ်ပါ၍နှစ်ပေါင်း30ကျော်အတမတ်ညွန်ကြားသာတော်လာစဉ်ချင်းများအားပေးသွင်း၍နေထိုင်ခဲ့သောကျွန်တော်တို့မိသားစုအင်ဂျီ40အပေါ်တွင်ကျောင်းသားကျောင်းသူများ၏ပညာရေးကိုထောက်ရှုသောအပြင်၎င်းနိုင်ငံဝန်ထမ်းမိသားစုများဖြင့်ဆင်စားမိအိုဖအိုများ ကိုစာနာထောက်ထားခြင်းအဖြစ်၎င်းစီးပွားရေးလူမှုရေးပညာရေးပတ်ပတ်တွင်အားနည်းနေသည့်ကျွန်တော်တို့၏နားခံစာတင်ပြလျှောက်ထားမှုပေါ်တွင်မေတ္တာဂိယုနာရှေ့ရှု၍ယခုပြောင်းရွှေ့ဖယ်ရှားခန့်သည့်ကိစ္စအားခေတ္တရာကြီးတနင်္ဂနွေဆိုင်ငံ့ပေးပါရန်နှင့်ယခုပေးသွင်းနေသောလာစဉ် JR တံမြန်သူအတင်းစုမှထပ်မံ၍ပြင်ဆင်တိုးမြှင့်တတ်မှတ်သောလာစဉ်နှုံထားဖြင့်ဆက်လက်နေထိုင်ခွင့်ပြုနိုင်လျင်လည်း နိုင်ငံတော်မှတတ်မှတ်ထားသောခွန်အားပေးဆောင်၍ကျွန်တော်တို့မိသားစုဝင်များအားဆက်လက်နေထိုင်ခွင့်ပြုနိုင်ရေးအတွက်ယူတီစွာအတနာခံတင်ပြအပ်ပါသည်ပေါ့ဗျာ။မနေ့ကဒီစာကိုတင်လိုက်တယ်လို့ပြောတယ်။ဒီကနေ့မနက်တော့သူတို့ရဲ့ဒီအတနာခံတင်ပြမှုပေါ်မှာမေတ္တာဂိယုနာ ရှေးရှုတာမျိုးတော့မရလိုက်ဘူးပေါ့ဗျာ။အကျံဖတ်တဲ့အကျံဖတ်နည်းကိုပဲရလိုက်တယ်လို့ကျွန်တော်ကတော့စိတ်မကောင်းခြင်းကြီးစွာနဲ့ပြောခြင်းနဲ့ပေါ့ဗျာ။ဒီကနေ့မနက်ပိုင်းအဲဒီမှာလာရောက် ဖြတ်စည်းတာမျိုးတွေတွေ့မြင်ရတယ်လို့ရင်းပေးပို့တာတွေရှိပါတယ်။အဲတော့ကျွန်တော်တို့ကအတိဒုက္ခရောက်နေတဲ့နေရာတွေမှာတာဝန်ရှိသူတွေကဒီလူလူတွေရဲ့အတိဒုက္ခကိုကယ်တင်တယ်။အတိဒုက္ခရောက်နေရတာမျိုးမဟုတ်ဘူး။တည်ငြိမ်စားပြုနေတဲ့နေရာတွေမှာကျတော့တည်ငြိမ်မှုကင်းမဲ့အောင်လုပ်တယ်။ဒါတွေကလည်းဒါတွေကလည်းပေါ့ဗျာနော်။ကျွန်တော်တို့ကဒီချက်ပြောရင်လည်းကျွန်တော်တို့ပေါ့ဘူးမလူမုန်းထားတွေဖြစ်လာကြမယ်ပေါ့ဗျာ။အတိသူများအပေါ်မှာ မေတ္တာဂိယုနာရှေ့ထားပြီးတော့လုံဆောင်ပေးကြဖို့ဒီကျင့်ရဖို့အကြောင်းခံပြီးတော့ဆွေးနွေးတင်ပြခြင်းဖြစ်ပါတယ်။နောက်ထပ်ကိစ္စတစ်ခုကတော့နေပြည်တော်တင်ပနာမြို့နယ်တစ်စိမ့်မြေရွာအနီးပေါ့ဗျာနော်။ဆောက်လုပ်နေတဲ့ဗလီဆောက်လုပ်ရေးလုပ်ငန်းခွင်ပေါ့။အခုကတော့နေပြည်တော်ကောင်စီကချမှတ်ပေးထားတာကတော့ဆန်စီယိုးလုပ်ငန်းများလုံဆောင်ရန်ဆိုတဲ့စိုက်မှုကြီးတွေဖိတ်ဆွဲထားတာမျိုးတွေ့ရတယ်ပေါ့ဗျာ။မနေ့ကဒီနေရာမှာ ဒီနေပြည်တော်မြို့သားရေးဖွဲ့ကဆရာတော်ဦးတုမနာကအင်တာဗျူးပြောခြင်းနဲ့ဆိုတဲ့အခါကျတော့ကျွန်တော်ကိုယ်တိုင်လည်းတွားရောက်ပြီးတော့အမှတ်တမ်းတင်ရိုက်ကူးပေးခဲ့ပါတယ်။အဒီကိစ္စပေါ်မှာလည်းနေပြည်တော်မြို့သားရေးဖွဲ့ကဒီမြေယာချတာပေးမှုနဲ့ပတ်သက်ပြီးတော့ကန့်ကွက်စာ နိုင်ငံတော်အကြီးအကဲတွေကိုတင်ပြထားတယ်။လာတူစွာမြို့ချင်းမြေမှာရန်တော်များတမကရန်ကုန်ကလည်းအဲဒီကိစ္စမြေယာချတာပေးမှုကို ြန်လည်ရုတ်တိမ်ပေးဖို့မြေတားရက်ခံစာပေးပို့ထားတယ်ပေါ့ဗျာအဲ့ဒီလိုအခြေအနေမှာနိုင်ငံတော်တာဝန်ရှိသူတွေဘက်ကဘယ်လိုတုံ့ပြန်မှုပေးမယ်ဆိုတာတော့မသိသေးဘူးပေါ့အဲ့ဒီကိစ္စအပေါ်မှာမြို့သားရေးလုပ်ငန်းတွေမှာဦးဆောင်ဦးရွက်ပါဝင်ဆောင်ရွက်ခဲ့တယ်မကွေးကျောင်းဆရာတော်ဥပမောက္ခကဒီရပိုင်းတွင်ကျင်းပမဲ့ပါဝါဒနာပြုပွဲတွေမှာတန်ခါတော်များအနေနဲ့ဒီပလီကိစ္စကန့်ကွက်လို့ကကန့်ကွက်နိုင်ရင်လူလက်မှတ်ရေးထိုးနိုင်ဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ပြောပါတယ်တခြားတခြားသော data ကဆရာတော်တန်ခါတော်များကလည်းဒီကိစ္စပေါ်မှာပူးပေါင်းဆောင်ရွက်ကြဖို့ဆရာတော်အနေနဲ့ကတော့တိုက်တွန်းထားတယ်ပေါ်တနာပြပွဲဒီမှာတန်ခါတော်များကဝိုင်းဝန်းလက်မှတ်ရေးထိုးမယ်ဆိုရင်ဒါလွယ်ကူလွယ်ကူစွာဆောင်ရွက်နိုင်မယ်တကြောင်မီတကြောင်တိုက်ပြီးတော့လက်မှတ်ကောက်ခံနေရရင်အခက်အခဲရှိမယ်ပေါ့နော်ဆရာတော်ရဲ့မိန့်ကြားချက်မှာဆိုရင်ဒါဟီရိုရှိမာပေါ့ဗျာနော် ပန်နိုင်ငံဟီရိုရှိမားကိုအမေရိကန်ကအနုပြုဖုံးကျဲခဲ့တယ်။ဒါကများစွာ key guide ခဲ့တယ်ပေါ့။ဒီကြေမှုတွေလည်းများခဲ့တယ်ပေါ့။အဲ့ဒီထပ်ပို့ပြီးတော့ဒီပလီနှလုံးဆောက်လုပ်ခွင့်ပြုတာကပို့ပြီးတော့သူ့ရပါတယ်။သူ့ပြီးတော့ဆရာကဟိုကမှတ်ချက်ပေးပါတယ်။အဒီကိစ္စပေါ်မှာနိုင်ငံရေးသမားတွေတော်တော်များများကမပြောကြပါနဲ့။မင်းကင်းဦးမောင်မြင့်ကတော့အပြုသဘောဆန်ဆန်ဆွေးနွေးပြောကြားထားရမှာနိုင်ငံတော်အကြီးအကဲအနေနဲ့ဒါမျိုးခွင့်ပြုပေးတာကလည်း ့သူရဲ့လုံပိုင်ခွင့်ရှိပါတယ်ပေါ့နော်ဒီကိစ္စအပေါ်မှာကမြို့သားရေးဘုံတော်ကြီးများကလည်းဝေဖန်ပြောဆိုမှုတွေရှိနေတဲ့ပုံမှာနိုင်ငံတကာအခြေအနေနဲ့နှိုင်းယှဉ်ပြီးတော့အင်္ဂလန်လိုနိုင်ငံမျိုးမှာတော့အစ္စလာမ်နေဥမ္မောင်မင်းရဲ့ပြောကတော့မွတ်စလင်တွေပေါ့ဗျာနော်မွတ်စလင်တွေများပြားလာတဲ့အခါမှာသူတို့ရဲ့တောင်းဆိုမှုတွေကိုအစိုးရကလိုက်ရောပေးတဲ့အတွက်ကြောင့်အမျိုးသားရေးဝါဒီတွေကတန့်ကျင်ကန့်ကွက်မှုတွေညှင့်တက်လာတယ် ဝန်ကြီးချုပ်တော်ဆင်ပြေရမယ့်အခြေအနေမျိုးဖြစ်တယ်။ဒီမြန်မာပြည်မှာအခုလိုအခြေအနေမျိုးပြောဆိုတာတွေကိုလည်းအမှားလို့တော့မမြင်ဘူးပေါ့ဗျာ။ဒီပေါ်မှာပြန်ပြီးတော့မဖြစ်သင့်တာတွေမဖြစ်အောင်နိုင်ငံထားဖို့နဲ့ပြန်လည်သုံးသပ်တဲ့အကြောင်းကိုဦးမောင်မြင့်ကတွင်တွင်ပြောဆိုထားတာလေးကိုလည်းတွေ့ရပါတယ်။ဒီနေ့ညထွေရလေးပါတရင်စကား ကောင်းလို့တင်ပြချက်ကိုအညနဲ့ပဲဒီကုန်းချုပ်ပါတယ်မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေမြို့ပသာသနာကိုထိခိုက်သာစေမဲ့အစ်သားရများပေါ်ပေါက်လာရင်လည်းမြို့သားကြီးဦးဆောင်ဆရာတော်များရဲ့ဦးဆောင်မှုနဲ့အတူအားလုံးတက်ညီတက်ညီဦးပေါင်းဆောင်ရွက်နိုင်ကြပါစေကြောင်းဆန္ဒပြုရင်းဒီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်